စီးချိုယောဂရဲ့အန္တရာယ်အကြီးဆုံးနောက်ဆက်တွဲပြဿနာတစ်ခုကကြောက်ကပ်ပျက်စီးခြင်းပါ။သွေးထဲမှာတခြားဓာတ်များနေတဲ့အခါသွေးကြောငယ်လေးတွေပျက်စီးပြီးတော့ကြောက်ကပ်ကိုထိခိုက်စေပါတယ်။ဒါပြင်အညစ်ကြေးတွေကိုသေချာမဆုံးထုတ်နိုင်တဲ့အခါမှာစီးစိတ်တွေစုပုံလာတဲ့အတွက်ကြောက်ကပ်ကအလုံးမလုံးနိုင်တော့ပဲစီးရင်ပြဿနာဖွဲ့ရောင်းတာသွေးရိုးတာတွေပါဖြစ်လာနိုင်ပါတယ်။စီးကြိုကြောင်ကြောက်ကပျက်စီးမှုကမြန်မာနိုင်ငံမှာအဖြစ်များပြီးတော့နောက်ကြမှသိရင်ကုသရခတ်ပါတယ် ယခုဗီဒီယိုမှာကတော့စီးကျိုသွေးကျိုဝေဒနာရှင်တွေအနေနဲ့ရေရှည်မှာကြောက်ကမ်းမထိခိုက်အောင်ဘယ်လိုကာကွယ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့အဓိကလိုက်နာရမယ့်အခြေခံအချက်ကလေးတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်။ TYT Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ ချမ်းမာရေးအလားပါနဲ့အာဟာရဆိုင်ရာဗဟုသုတတွေကိုမျှဝေပေးနေတဲ့ဒီ channel လေးကိုလည်းလိုက်ရန် subscribe လုပ်ပေးခဲ့ပါအောင်ရှင်။စီးကျူသွေးကျူဝေဒနာရှင်များအနေနဲ့ရေရှည်မှာကြောက်ကမထိခိုက်အောင်အဓိကလိုက်နိုင်ရမယ့်အခြေခံအချက်တွေကတော့နံပါတ်၁ကတော့သွေးရင်းတကြားဓာတ်ကိုသေချာထိန်ရပါမယ်။သွေးရင်းတကြားဓာတ်ကြာရှည်မြင့်တက်နေခြင်းကကြောက်ကထိခိုက်မှုကိုဖြစ်စေပြီးတော့ထိန်းချုပ်ထားရင်တော့ကြောက်ကထိခိုက်မှုကို၄၀ရာခိုင်နှုန်းကနေ၆၀ရာခိုင်နှုန်းအထိရှော့ချပေးနိုင်ပါတယ်။ ဒါကြောင့်သွေးရင်းတကြားတောက်ကိုပုံမှန်စစ်ဆေးရပါမယ်။မနက်ခင်းအစာမစားခင်80ကနေ130ကျား၊သမင်းစားပြီး2နာရီအတွင်းမှာတော့180အောက်ရောက်အောင်ထိန်းရပါမယ်။သုံးလစည်းကြိုလို့ခေါ်တဲ့သွေးနေဥတွေထဲမှာရှိတဲ့တကြားဓာတ်ပမာဏကိုစစ်ဆေးတဲ့ hemoglobin A1c တန်ဖိုးကို 7% 900ခိုင်နှုန်းအောင်ရအောင်ထိန်းရပါမယ်။ဒါကိုတော့ဆရာဝန်နဲ့တိုင်ပင်သင်ပါတယ်။ဒီလိုထိန်းထားနိုင်မယ်ဆိုရင်ကြောက်ကလုပ်ငန်းဆောင်တာကိုထိန်းသိမ်းပေးနိုင်ပြီးတော့ရေရှည်မှာကြောက်ကထိခိုက်မှုတွေကိုရှင်းချပေးနိုင်ပါတယ်။နံပါတ်1ကတော့သွေးတို့ကိုတေချာထိန်းရပါမယ်။သွေးတို့ကစီးကျိုယောဂနဲ့ပေါင်းပြီးတော့ကြောက်ကထိခိုက်မှုကိုအရှိန်မြှင့်ပေးနိုင်ပါတယ်။ သွေးပောင်ချိန်ကို130 80အောက်ထိထိန်းရပါမယ်။နေ့စဉ်သွေးပောင်ချိန်ကိုစစ်ဆေးပြီးတော့ဆရာဝန်ညွှန်ကြားတဲ့သွေးလိုကျဆေးတွေကိုလည်းပုံမှန်တောက်သင့်ပါတယ်။စားတဲ့နေတဲ့အစားအစာတွေဥပမာဟင်းသီးဟင်းရွက်ငါဒါတွေကိုအလေးပေးပြီးစားရပါမယ်ဒီလိုသွေးတို့ကိုတေချာထိမ့်မယ်ဆိုရင်တော့ကြောက်ကပ်အတွင်းမှာရှိတဲ့သွေးကြောလေးတွေပျက်စီးမှုကိုရှော့ချပေးပြီးတော့ကြောက်ကပ်ပြုံလေးတွေကိုကာကွယ်ပေးနိုင်ပါတယ်နံပါတ်3ကတော့ကြောက်ကပ်လုပ်ငန်းစဉ်ကိုသိရှိနိုင်ဖို့စီစစ်တာနဲ့သွေးစစ်တာကိုပုံမှန်ပြုလုပ်သင့်ပါတယ် ။စီးထဲမှာပရိုတင်းတက်ထွက်တာများခြင်းဟာကြောက်ကထိခိုက်မှုရဲ့အစောပိုင်းလက္ခဏာဖြစ်နိုင်ပါတယ်။စီးထဲမှာပရိုတင်းလို့ခေါ်တဲ့အသားဓာတ်ပါမပါစစ်တဲ့ယူရင်းမိုက်ခရိုအယ်ဘူမင်ရဲ့ ကြောက်ကတ်လှုပ်ဆောင်မှုဖြစ်တဲ့ Twin Creator နင်းတန်းနဲ့ EGF လို့ခေါ်တဲ့ကြောက်ကတ်အငြိအကျေးစစ်နိုင်ကျွမ်းကိုစစ်ဆေးတဲ့တွေးစစ်တာတွေကို3လသို့မဟုတ်6လတက်ခါတက်ခွဲကမှစစ်ဆေးတင်ပါတယ်။အကျိုးကျေးဇူးအနေနဲ့ကတော့ကြောက်ကတ်ကနေပရိုတင်းဓာတ်အထွက်များမှုကိုအချိန်မီသိရှိပြီးတော့ကြောက်ကတ်ပျက်စီးမှုကိုနှိကွေအောင်ကုသမှုတွေပြုလုပ်နိုင်ပါတယ်။နံပါတ်၄ကတော့အာဟာရဓာတ်ကိုဂရုစိုက်ပြီးစားသောက်ရပါမယ်။ မသိညော်တဲ့အာဟာရဓာတ်ကကြောက်ကပ်ပေါ်မှာဖိအားများစေပြီးတော့ထိခိုက်မှုကိုအရှိန်မြှင့်ပေးနိုင်ပါတယ်။စီးကြိုတက်စေတဲ့အချို့များတဲ့အစာစာတွေ၊ဂစီတက်များတဲ့အစာစာတွေဖြစ်တဲ့စံချုံပြောင်းအာလူးနဲ့အငံတက်များတဲ့အစာစာတွေကိုရှောင်ရပါမယ်။ပရိုတင်းဓာတ်ဖြစ်တဲ့ငါးအသားပဲအမျိုးမျိုးကိုတော့အသင့်အသင့်စားသင့်ပါတယ်။အမြင်ဓာတ်များတဲ့ဟင်းသီးဟင်းရွက်တွေကိုတော့များများစားသင့်ပါတယ်။ အကျိုးကျေးဇူးအနေနဲ့ကတော့ကြောက်ကအလုံးများများလောက်ရလို့ဝင်ပြီးစီတာကိုရှင်းချပေးပြီးတော့ယောဂဖြစ်ပွားမှုကိုနှိကွေးစေပါတယ်။နံပါတ်5ကတော့ကိုယ်လက်လှူရှာမှုကိုပုံမှန်ပြုလုပ်ပါကိုယ်လက်လှူရှာမှုကသွေးရင်းတကြားတက်နဲ့သွေးပေါင်ခြင်းကိုထိမ့်ညှိပေးပြီးတော့ကြောက်ကပ်ကိုကာကွယ်ပေးပါတယ်။တပတ်မှ9ရက်တစ်နေ့ကိုမိနစ်30ခန်းလမ်းလျှောက်တာပေါ့ပေါ့ပါပါလေ့ကျင့်ခန်းတွေဖြစ်တဲ့ဥပမာယောဂလုပ်တာဒါမျိုးတွေပြုလုပ်သင့်ပါတယ်။ အထူးသဖြင့်ကြောက်ကအာနဲ့နေတယ်ဆိုရင်တော့လေ့ကျင့်ခန်းမလုပ်ခင်ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။အကျိုးကျေးဇူးအနေနဲ့ကတော့သွေးလည်ပတ်မှုကိုကောက်မွန်စေပြီးတော့ကြောက်ကကိုရေရှည်မှာချမ်းမာစေပါတယ်။ ။နံပါတ်6ကတော့ရေများများတောက်ဝပါမယ်။စလိတ်နဲ့အရက်ကိုရှောင်ဝပါမယ်။တနည်းကိုရေ၈ခွက်ကနေရေ၁၀ခွက် အထိတောက်ဝပါမယ်။ကြောက်ကအားနဲ့ရင်တော့ဆရာဝန်နဲ့တိုင်ပင်ရပါမယ်။စလိတ်နဲ့အရက်ကသွေးကြောတွေကိုထိခိုက်စေပြီးတော့ကြောက်ကလုပ်ငန်းဆောင်တာတွေကိုပိုဆိုးစေနိုင်ပါတယ်။စလိတ်ဖြတ်ဖို့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့အထောက်အကူရယူသင့်ပါတယ်။အရက်ကိုတော့လုံးဝရှောင်ဝပါမယ်။မရှောင်နိုင်ရင်တော့အမျိုးသားတွေအတွက်တနည်းနှစ်ခွက်အမျိုးသမီးတွေအတွက်တစ်ခွက်ထဲမှပိုအောင်ထိန်းရပါမယ်။ဒီလိုထိန်းမယ်စ ဆိုရင်ကြောက်ကက်ရဲ့အလုံးလို့ရတဲ့နှုံကိုရှော့ချပေးပြီးတော့သွေးကြောလေးတွေကိုလည်းကျမစေပါတယ်။နောက်ဆုံးကတော့ဆရာဝန်နဲ့ပုံမှန်ပြသပါတယ်။ကြောက်ကက်လုပ်ငန်းဆောင်တာကိုပုံမှန်စစ်ဆေးခြင်းကပြဿနာတွေကိုအစောပိုင်းမှာသိရှိနိုင်ပြီးတော့ကုသမှုတွေပြုလုပ်နိုင်ပါတယ်။ 3လသို့မဟုတ်6လတချိန်ကြောက်ကလုပ်ငန်းဆောင်တာဖြစ်တဲ့စီးစစ်တာတွေသစ်စစ်တာတွေပြုလုပ်တင်ပါတယ်။ဆရာဝန်ညွှန်ကြားတဲ့အစည်းအကျိုးတွေးကြကြစည်းတွေတွေးရကြစည်းတွေကိုပုံမှန်တောက်တင်ပါတယ်။အကျိုးကျေးဇူးအနေနဲ့ကတော့ကြောက်ကယောဂအဆင့်ဆင့်တိုးလာမှုကိုထိန်းချုပ်နိုင်ပြီးတော့ဆိုးရွားမှုကိုကာကွယ်နိုင်ပါတယ်။ဒီနေရာမှာတတိထားရမယ့်လက္ခဏာတွေရှိပါတယ်။ကြောက်ကစတင်ပျက်စီးနေပြီဆိုရင်ဒီလက္ခဏာတွေပေါ်လာနိုင်ပါတယ်။ စီးသွားတဲ့အခါအမြုံထတာခြေထောက်နဲ့မျက်နှာဖောရအောင်လာတာအကြောင်းမဲ့မောပန်းတာသွေးတို့တက်လာတာဒီလိုလက္ခဏာတွေဖြစ်ရင်ဆရာဝန်နဲ့အမြန်ဆုံးပြသပြီးတော့လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်သင့်ပါတယ်။ယခုမျှဝေပေးခဲ့တာတွေကတော့စီးကျိုသွေးကျိုဝေဒနာရှင်တွေအနေနဲ့ရေရှည်မှာကြောက်ကမထိခိုက်အောင်ပြုလုပ်သင့်တဲ့အခြေခံနည်းလမ်းလေးတွေကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတော့အားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။ ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုထပ်မံသိရှိရဖို့အတွက်ဒီ channel လေးကို like and subscribe လုပ်ခဲ့ပါအောင်ရှင်။အားလုံးပဲကျမ်းမာချမ်းသာအသက်ရှိကြပါစေရှင်။